ခဲကောင်းပြီဒီနေ့ဘုန်းကြီးတို့ဟေတုပစ္စည်းအကြောင်းပြောဟေတုပစ္စယောတိဟေတုဟေတုတံပြုတ်တကာဏံဓမ္မာနံတံသမုဋ္ဌာဏနိသရူပနံဟေတုပစ္စေနပစ္စယောဟောဟေတုပစ္စည်းရဲ့အကြောင်းယွရင်ယွရင်အာယုပြုလို့ရတာပေါ့မြတ်စွာဘုရားပထမဆုံးဟေတုပစ္စည်းကိုဟောတယ် ဟေတုဆိုတာအဲ့ဒီမှာအပိုက်ကလေးတွေအရင်ခွဲကြည့်လိုက်ဟေတုဆိုတာစကားလုံးတစ်ခုဟေတုတံပြုတ်တကာဏဓမ္မာနံတံသမုဋ္ဌာဏနင်းစရူပာနံအဲ့ဒါလေးကပုတ်စုတစ်ခုဟေတုပစ္စယေနာဆိုတာပုတ်စုတစ်ခုပုတ်ကလေးတစ်ခုပစ္စယောနောက်ဆုံးကနိခုံကအဲ့ဒီမှာစကားရက်ကိုခွဲကြည့်လိုက်မယ်ဆိုရင် ဟေတုလို့ nominative case လို့ခေါ်တာပေါ့ပထမန္တ nominative case နဲ့ပြလိုက်တယ်ဟေတုဒါကပစ္စည်းကိုဖော်ပြတယ်ဟေတုတံပြုတ်တကာဏဓမ္မာနံတန်သမုဋ္ဌာဏနေသရူပာနံလို့ဩတံပရံပုံနဲ့ပြတာကဒီ generative dative case လို့ခေါ်တယ် dative case နဲ့ပြတဲ့စကားလုံးကအကျိုးတရားကိုဖော်ပြတယ် ဟေတုပစ္စေနာလို့ဆိုတာပစ္စယတ္တိကိုဖော်ပြတယ်အပိုင်း၃ပိုင်းရှိတယ်ပေါ့ကြည့်မယ်ဆိုပိုင်း၃ပိုင်းဒါပါဠိကိုရွတ်ဖတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဒါစဉ်းစားလို့ရကဲဟေတုလို့ဆိုတာမြန်မာကဟေတုကိုအဓိပ္ပာယ်မပြန်တော့ဘူးဟိတ်လို့ပဲပြောလိုက်တယ်နော်ဟိတ်ဆိုတော့ဘာမှတော့မသိတော့ဘူးပေါ့စာပေဝေါ်ဟာရတစ်ခုဖြစ်သွားတယ် ဟိတုဆိုတဲ့စကားလုံးကိုနောက်ကတုဖြုတ်ထားပြီးဟိတ်ပဲခေါ်လိုက်တယ်ပေါ့အခုတော့နောက်ကတီနဲ့တတ်ပြီးတော့ဟိတ်ဆိုတဲ့အတန်ပြောင်းရေးတယ်ပေါ့ပမာစဖြစ်တော့ကတော့ဟိတုဟိတုဟိတ်ဒီလိုပြောတဲ့သဘောပေါ့နော်နောက်ကတုကိုတကိုအတန်တဝက်ယူပြီးတော့ဟိတ်လို့ဒီလိုပြောလိုက်တဲ့စကားတစ်ခုနာထဆိုတဲ့စကားလုံးကိုနတ်လို့ပြောလိုက်တယ်လို့ပေါ့ဒါအိန္ဒိယမှာလည်းဒီတိုင်းပဲထုံးစံအိန္ဒိယမှာဒီ သူတို့အိန္ဒိယစကားနဲ့ဒီကပါဠိစကားတွေကအများကြီးဆင်ဆင်တူတာတွေရှိတယ်ပေါ့ဥပမာပဲမကရဆိုတဲ့ပုဂ္ဂိုလ်အိန္ဒိယသားတွေခေါ်ခိုင်းလို့ရှိရင်မကတ်လို့ပဲခေါ်တယ်သူတို့မကထလို့ဒါကိုပြီးအောင်မဖတ်ဘူးမကတ်ဒါဘို့မကရယူနီဘာစီတီကိုသူတို့ခေါ်ရင်မကတ်ယူနီဘာစီတီအဲ့လိုပဲပြောတယ်ဟောအဲ့ဒါမျိုးလို့ပဲဟိတုကိုဟိတ်လို့ ရှေ့ကအတန်လေးတွေယူလိုက်ပြီးတော့နောက်ကတဝက်တန်လေးနဲ့ခေါ်ထားတာဒါပြင်ဟေတုဆိုတာဘာရောဆိုတော့အဘိဓမ္မာကဟေတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဖော်ပြတဲ့တရား6မျိုးရှိပါတယ်တဲ့ဒါကိုမှတ်ထားဖို့ပေါ့6မျိုးကဘာတွေခေါ်တာတော့ဆိုရင်အလုံးသိနေကြတဲ့အတိုင်းလောဘရဲ့ဒေါသရဲ့မောဟရဲ့အလောဘရဲ့အရောဒရဲ့အမောဟရဲ့ဟော6ခုဖြစ်သွား ဟိုဟာက negative နဲ့သွားတာလောဘဒေါသ మో ဟအဲ့ဒါကို negative ထည့်လိုက်တဲ့အခါအလောဘအဒေါသအ మో ဟဒီစကလုံးလေးတွေအဓိပ္ပာယ်ကိုယဉ်ကြည့်မယ်ဆိုရင် လောဘအလောဘဒေါသအဒေါသ మో ဟအ మో ဟအပြန်အလှန်သုံးပြုထားပုံကိုကြည့်ဒီနေရာမှာအရဲ့အဓိပ္ပာယ်ကမရှိဘူးဆိုတာလေးတွေဖော်ပြတာမဟုတ်ဘူး အရဲ့အဓိပ္ပာယ်ကပฏิပက္ခဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်။ဆန့်ကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်။အဲ့တော့ဆိုပါစို့လောဘဆိုတာလိုချင်တယ်။အလောဘဆိုတာလောဘမရှိတာကိုပြောတာဒီလိုမဟုတ်ဘူး။ဒီအဓိပ္ပာယ်မဟုတ်ဘူးเนาะ။လောဘဆိုတာလိုချင်တဲ့သဘောအလောဘဆိုတာအဲ့ဒီလိုချင်တဲ့သဘောကိုဖယ်ရှားပြစ်နိုင်တဲ့သဘောမှာအလောဘ။ဒါကြောင့်မို့လို့ လောဘမရှိဘူးဆိုတော့အိတ်နေတဲ့အချိန်လဲလောဘမရှိဘူးလေအဲ့ဒါအလောဘလို့ခေါ်လို့ရမလားညာဘူးစိတ်ဆိုးနေတဲ့အချိန်ရောလောဘရှိရလားမရှိဘူးအဲ့ဒီအချိန်မှာအလောဘလို့ခေါ်လို့ရမလားမရဘူးဒါကြောင့်မို့လို့လောဘကို craving လို့ပြန်မယ်အလောဘကြတော့ non craving လို့ပြန်မယ်ဆိုလို့ရှိရင်နည်းနည်းပေါ့သွားတယ် non craving ဆိုတာ craving မရှိဘူးဆိုတဲ့အဓိပ္ပာယ်ရောက်တယ် မရှိုံလေးတက်တက်ကိုပြောတာမဟုတ်ဘူးဒါကြောင့်မို့ anti craving ဆိုလို့ရှင် craving ကို ဖြစ်စီဖြစ်တယ်ဟောဒီအဓိပ္ပာယ်ထီအောင်ဆိုင်းရင်တတ်တရှိတယ်သူဒါကြောင့်မို့အပฏิပက္ခအနဲ့ဟောလို့ထက်ခါတွေကဖွင့်တာမိတ္တဆိုတာမိတ်ဆွေအမိတ္တဆိုတာမိတ်ဆွေမဟုတ်ဘူးမိတ်ဆွေမဟုတ်တဲ့လူကကိုယ်နဲ့မသိတဲ့လူတွေမိတ်ဆွေမဟုတ်တာတွေအများကြီးသို့သောအမိတ္တဆိုတာယန္တူကိုပြောတာမိတ်ဆွေမဟုတ်ရင်လည်းမဟုတ်ဘူးเนาะအေးအဲ့ဒီ စကလုံးမှာရှိတာလိုပဲလောဘဆိုတာလိုချင်တဲ့သဘောအလောဘဆိုတာလိုချင်တဲ့သဘောရဲ့ဆန့်ကျင်တဲ့သဘောလို့ဒီလိုဆိုလိုတယ်မလိုချင်ုံတသက်ကိုပြောတာမဟုတ်ဘူးဒီလိုနားလည်ရမှာเนาะဒေါသဆိုတာလည်းထုတ်တူပဲအင်္ဂလိပ်လိုပြန်တော့ hatred လို့ပြန်တယ်မုန်းတီးခြင်းမုန်းတီးခြင်းတမျိုးတည်းတင်ဒေါသမဟုတ်ဘူး fear ကြောက်တာလည်းဒေါသပဲကြောက်တာလည်းဒေါသလို့ခေါ်တယ်မုန်းတာလည်းဒေါသပဲကြောက်တာလည်းဒေါသပဲ ဟောအရောဒါကြတော့အမုံမရှိုံတက်တက်ကိုအရောဒါခေါ်တာမဟုတ်ဘူးအကြောင်းမရှိုံတက်တက်ကိုအရောဒါလို့ခေါ်တာမဟုတ်ဘူးအဲ့ဒီအကြောင်းယွန့်ခြင်းမုန်တီခြင်းကိုဖယ်ဖြတ်နိုင်တဲ့သဘာဝတရားမှာအရောဒါတဲ့ဟောဒါကြောင့်မို့ anti hatred anti fearness ဟော anti ဆိုတဲ့စကားလုံးနဲ့သုံးလို့ရှင်ပို့ပြီးတော့အိဗယ်ရထို့တူရဲ့မောဟမောဟဆိုတဲ့ delusion တွေ့ဝေတယ်ဘာမှမသိဘူးဘာမှမသိဘူးဆိုတာအမှားသိနေတာကိုပြောတာเนาะ तू မသိဘူးဆိုတာမဟုတ်ဘူးသိတယ်သိပေမဲ့ तू ကတလွဲ့သိမောဟရဲ့အတိဘယ်ကဟိုအမှားကိုအမှန်ထင်နေတာတို့အမှန်ကိုအမှားထင်နေတာတို့အဲ့လိုတလွဲ့သိနေတယ်တွေ့ဝေတယ်လို့ခေါ်တယ်အမောဟကြတော့အဲ့ဒီတွေ့ဝေမှုကိုပယ်ဖြတ်နိုင်တဲ့ပညာတဲ့ဒါကြောင့်မို့လို့ तू က delusion anti delusion တာမန်လေးတွေ non delusion လို့ပြန်လို့ရှင်ပြွေမှုကင်းယုံလေးတွေပဲအမောဟလို့အတိပ္ပယ်ရောက်သွားတယ်တဲ့ဟောအဲ့ဒီအတိပ္ပယ်မရဘူးမဟုတ်ဘူးတဲ့ဆိုလိုတာမဟုတ်ဘူးအဲ့တော့ကဲဒီသဘာဝလေးတွေကိုရှေ့ဥစွာနားလည်ပြီလောဘဆိုတာလဲကိုယ်နဲ့ယဉ်နေပြီသားအလောဘဆိုတာလဲယဉ်နေပြီသားဒေါသအဒေါသမောဟအမောဟဟောအကောင်းတဲ့အဆိုးလေးတွေတွဲပြီးတော့ပြထားတယ်အဲ့ဒီ6ခုကိုဟိတ်6ပါလို့စပေးမှာသုံးတာပေါ့ အဲ့ဒီဟိတ်၆ပါးသည်ဟောဒီဟိတုပစ္စည်းနဲ့ဆိုင်တဲ့အကြောင်းတရားပါပဲသူကနေပြီးတော့အကျိုးပြုလိုက်မယ်ဘာတွေကိုအကျိုးပြုလဲဆိုတာအဲ့ဒါကိုကြည့်ရကြည့်ဟိတုတံပြုတ်တကာဏံဓမ္မနံအဲ့ဒီဟိတုဆိုတဲ့၆မျိုးကိုစစ်စစ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင် လောဘသည်သူ့ဟာသူတူတခုတည်းမဖြစ်ဘူးသူကဘာနဲ့ဖြစ်တုံးဆိုလောဘမှုစိတ်နဲ့တွဲပြီးတော့ဖြစ်တယ်လောဘအခြေခံတဲ့စိတ်နဲ့တွဲဖြစ်တယ် လောဘဖြစ်ရင်အ ਨੇ ဆုံးစိတ်ကတခုစေတသိက်က18ခုစေတသိက်က16ခုအမြဲတမ်းအဲ့ဒါလောက်ရှိရ18ခုလောက်အ ਨੇ ဆုံးရှိမယ်ဒါစိတ်ရှင်စေတသိက်ရှင်ကိုတည်တည်ချာချာအဘိဓမ္မာသင်ထားလို့ရှင်ရတယ်နော်အဲ့ဒါကိုတော့အသေးစိတ်မပြောတော့ဘူး apply လုပ်တာမို့လောဘဖြစ်လိုက်တယ်ဆိုတာနဲ့တပြိုင်နက်လောဘရဲ့ဖြစ်ရာစိတ်တခုရတာသူနဲ့ဖြစ်ဖို့ဖြစ်ဖက်တွေက16ခုလောက်ရှိတယ် ဆိုလိုတာကဟော universal mental properties ာဖတ်တာတို့ဝေဒနာတို့သင်ညာတို့စေရနာတို့ဧကကတာတို့ဇီဝိတ္တတွေလို့ဆိုတဲ့ဒီသဘောတရားတွေပါဒါတွေပါလာမယ်ပြီးတော့ဝိတ္တတို့ပါလာမယ်ဝိสารာတို့ပါလာမယ်နော်ပိတိတို့ပါလာမယ်ဒီသဘောဝတရားတွေသူနဲ့တူတူရှင်ပြီးတော့ပါလာလိမ့်မယ်ပြီးတော့ မောဟတို့အဟိရိကတို့အနုတ္တပတို့ဆိုတဲ့သဘာဝတရားတွေပါလာမယ်။ဒါအဘိဓမ္မာသင်ထားရင်တရားကိုနားလည်တယ်နော်။အဲ့တော့ဆိုလိုတာကလောဘလေးဖြစ်လိုက်တာနဲ့တပြိုင်နက်သူနဲ့ရှင်ဘောရှင်ဘက်တွေပါလာမယ်လို့ဒီလိုပါတာ။သူတစ်ခုတည်းမဖြစ်ဘူး။ရေလို့ဆိုလိုက်တာနဲ့ H2O ဆိုတာသိရတယ်လို့ပဲ။လောဘလို့ပြောလိုက်တာနဲ့တပြိုင်တည်းလောဘနဲ့ရှင်တဲ့စိတ်တွေသူနဲ့တွဲဖက်တာနဲ့စေတဲ့စိတ်တွေပါလာမယ်ဆိုတာမှတ်ထားဖို့ ခုံကုန်ပြီးတော့ပြောမယ်ဆိုရင်လောဘနဲ့ဖြစ်တဲ့စိတ်ဒီလောဘုစိတ်၈ခုစေတသိက်က22ခုသူပါဝင်22ခုဟောလောဘုစိတ်၈ခုစေတသိက်22ခုသူဖယ်လိုက်လို့ရှိရင်21ခုအဲ့ဒါကိုဟေတုတံပယုတ်တကနာဒီနေရာလောဘတစ်ခုတည်းကိုယူရပြောမယ်ဆိုရင်ဟေတုတံပယုတ်တကနာလောဘဆိုတဲ့ဟိတ်နဲ့ရှင်နာတာလို့ဆိုလို့ဟိတ်၆ပါလုံးကိုယူရပြီးတော့ပြောဆိုလို့ရှိရင်တာဟိတ်စိတ်82ခုရှိတယ် 80နဲ့တခုရှိတယ်အဲ့တော့ကဏ္ဍနေတော့ဘုန်းကြီးကမပြောတော့ပါဘူးเนาะကဏ္ဍနေပြောရင်ရှုပ်သွားမှာစို့နော်ကဏ္ဍနေပြောရင်ရှုပ်သွားမှာစို့နော်ဆိုလိုတာကဟေတုတံပြုတ်တက္ကနာဟိတ်နဲ့ရှင်တဲ့စိတ်ပေါင်း80နဲ့တခုရှိတယ်အဘိဓမ္မာမှာစေတသိက်က90နဲ့နှစ်ခုရှိတယ်အကုန်လုံးအပြန်လာယူလိုက်တော့90နဲ့နှစ်ခုအဲ့ဒါဒီဟေတုတံပြုတ်တက္ကနာလို့ခေါ်တယ် ထိုက်နဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒူရှင်တွဲပြီးတော့ဖြစ်လာဆိုလိုတာကလောဘဖြစ်လဲသူတစ်ခုတည်းမဖြစ်ဘူးဒေါသဖြစ်လဲသူတစ်ခုတည်းမဖြစ်ဘူးမောဟဖြစ်ရင်လဲသူတစ်ခုတည်းမဖြစ်ဘူးအလောဘအရောဒတို့အမောဟတို့ဖြစ်ရင်လဲသူတစ်ခုတည်းမဖြစ်ဘူးတဲ့ရှင်ပေါ်ရှင်ဘက်တွေနဲ့တွဲလာတာဘယ်တော့ဖြစ်ဖြစ် unity ပဲသူတို့ကတစ်ခုတည်းဆိုအလုံးမဖြစ်ဘူးပေါင်းစပ်လိုက်တော့မှအလုံးဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်အစုအဝေးကြီးပဲအကုန် နော်ရုပ်ပိုင်းဆိုင်ရာကြည့်လိုက်ရင်လည်းရုပ်ရှိခုအစုအဝေးပဲအ ਨੇ ဆုံးပြောတာနာမ်ဆိုင်ရာကြည့်ရင်နာမ်ရှိခုရဲ့အစုအဝေးပဲအ ਨੇ ဆုံးကိုပြောတာရှိခုရှိရစိတ်တစ်ခုနဲ့စေတသိက်ခုနှစ်ခုရှိခုရှိရဒီတတိပိုးလာတာပဲရှိတယ်အေးလောဘလေးနဲ့ဒေါသလေးနဲ့မောဟလေးနဲ့အလောဘအဒေါသအမောဟဆိုတဲ့ဒီဟိတ်၆ပါးတွေကိုအကုန်လုံးခြုံငုံပြီးတော့ခြုံပြီးတော့ပြောလိုက်ပြီဆိုလို့ရှိရင်စိတ်ကပါဟိတ်စိတ် เอกตัตตะติเด80เนี่ยตะคู70เด50เนี่ย2คู่เอ้อล่ะดิให้เนี่ยရှင်တော့ตัมปยุตตะธรรมะเนี่ยဖြစ်ပါတယ်တဲ့အဲ့ဒီให้เนี่ยရှင်เนี่ยရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဒီစိတ်เนี่ย70တိတ်တွေကိုဟောဒီให้လို့အမြင်ရတဲ့လောဘဒေါသโมหะလောဘဒေါသโมหะဆိုင်ရာတရားတွေကခိုင်မြဲနေအောင်သူတို့ဖန်တီးပေးထားတယ်ဒီလိုဆုံးလို့တယ်ဒါအစိတ်ပိုင်းကိုပြောတာ တခါရုပ်ပိုင်းဆိုင်ရာကိုကြည့်လိုက်တန်သမုဋ္ဌာဏနင်းစရူပနာနဲ့စိတ်ဖြစ်ထာနဲ့တပြိုင်နက်ညာတော့အပြင်စိတ်တွေအားလုံးလိုလိုဟိုမြင်သိစိတ်တို့ကြားသိစိတ်တို့ကလွဲရင်အရူပဘုံမှာဖြစ်တဲ့ဝိဘက်စိတ်တွေကလွဲရင်အားလုံး14ခုကလွဲရင်ဉာဏ်နဲ့စိတ်တွေဟာဖြစ်လိုက်တာနဲ့တပြိုင်နက်ရုပ်ကို ထုတ်လုပ်ပြီးသားပဲသူတို့ကစိတ်သက်စာရုပ်ကိုသူတို့ကထုတ်လုပ်လိုက် ်သူဖြစ်လိုက်တာနဲ့ထုတ်လုပ်ပြီးသားဖြစ်တယ်ကြည့်လေမီးလေးတွေကလင်းလိုက်တာနဲ့တည်းပြိုင်နဲ့အလင်းရောင်ကိုမထုတ်လုပ်ဘူးလားထုတ်လုပ်လိုက်တာပဲချက်ချင်းထုတ်လုပ်အဲ့ဒါမျိုးလိုပဲကိုယ်တဏ္ဍာမှာစိတ်လေးတစ်စိတ်ဖြစ်လိုက်တာနဲ့အဲ့ဒီစိတ်ကလေးဒီရုပ်ကိုထုတ်လုပ်ပြီးသားဖြစ်နေပြီအဲ့ဒါကိုစိတ်တစားယုတ်လို့ခေါ်တယ်ဒီလောဘနဲ့လောဘနဲ့ဒီဒီဟိတ်ဟိတ်နဲ့ရှင်တဲ့သဘာဝတရားတွေဖြစ်လိုက်တာနဲ့တပြိုင်တည်းသူတို့ကရုပ်ကိုလည်းထုတ်လုပ်တယ်တဲ့ အဲ့ဒီထုတ်လုပ်တဲ့ယုတ်တွေကိုဒီနေရာမှာတန်သမုဋ္ဌာနာနင်းစရူပနာတန်သမုဋ္ဌာနာဆိုတာထိုဟိဟိနဲ့ရှင်တဲ့စိတ်စရတိတရားတွေကထုတ်လုပ်လိုက်တဲ့ရူပနင်းစယုတ်တို့အားလေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒီဆိုလိုတာကဟိဆိုတဲ့စေတသိက်တရားသည်သူနဲ့ရှင်တဲ့စိတ်စေတသိက်တွေရဲ့သူတို့ကပေါင်းပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားတွေရဲ့အဲ့ဓာတွေကိုတဲ့ ခေတုတ္တတိနဲ့ခြေဆုပြုပါတယ်ခြေဆုပြုတာเนาะလောကမှာလည်းလူတွေပြောတာမဟုတ်လားကျွန်တော်ဒါလေးခြေဆုပြုပါဆိုဘာလုပ်တာတော့ဆိုသူကိစ္စလေးပြောပေးတယ်ဆောင်ရွက်ပေးတယ်လုပ်ပေးတယ်ဟောခြေဆုပြုဖို့ပြုနေမတူဘူးမဟုတ်လားခြေဆုပြုလိုက်ပါဆိုပြောပေးတာရှိရသူပစ္စည်းလေးတည်ပေးသွားတာရှိရဟောတခုခုလုပ်ပုံလုပ်နေလေးတွေကွာပေါ့အဲ့ဒါမျိုးလိုပဲဟိတ်၆ပါးကနေပြီးတော့ ကြံတဲ့ဟိတ်နဲ့ရှင်တဲ့စိတ်စေတဲ့သိတ္တရဲ့သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တွေကိုကျေစုပြုပေးတယ်လို့ဆိုတာဖိတုတ္တတိနဲ့ကျေစုပြုတယ်ဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိရင်အဲ့ဒီတဘာဝဟိတ်တရားတွေရှိနေသေးသမျှဟောဒီအကျိုးတရားတွေဟာဆက်လက်ရှင်သန်းနေတယ်လို့ဒီလိုပြောတာဟိတုတွေရဲ့စွန့်ရည်တ္တိဆိုတာဘာကိုပြောတာတော့ဆိုရင်ဥပမာမယ် ်တစ်ပင်မှာအမြင့်ရှိနေသေးသည်ဗျကာလပတ်လုံးအဲ့ဒီအမြင့်ကိုအကြောင်းပြုပြီးတော့အရွက်တွေထွက်လာမယ်အကိုင်းတွေထွက်လာမယ်အပွင့်တွေထွက်မယ်အသီးတွေထွက်မယ် seasonally ပေါ့မဖြစ်ဘူးလားအမြင့်ရှင်သန်းနေသေးသည်ဗျကာလပတ်လုံးဟောဒီတစ်ပင်ဒီအရွက်ထက်ချိန်ကျထွက်လိမ့်မယ်အကိုင်းတွေပွားစည်းလာတဲ့အချိန်အကိုင်းပွားစည်းလာလိမ့်မယ်အပွင့်ပွင့်ချိန်ကျတော့ပွင့်လိမ့်မယ်အသီးသီးချိန်ကျတော့သီးလိမ့်မယ်အကယ်၍အဲ့ဓာတွေတစ်ခုမှ ဆက်ပြီးတော့မဖြစ်အောင်ဆိုရင်ဘာလုပ်အောင်အဲ့ဒီအမြင့်ကိုဖြတ်တာအဲ့ဒီအမြင့်ဖြတ်လိုက်တာနဲ့တပြိုင်နဲ့ကျန်တဲ့ဒီအကိုင်းအခက်တွေအပွင့်တွေအသီးတွေဆိုတာမလာတော့လာတော့အဲ့ဒါမျိုးလိုပဲလောဘဒေါသမောဟဆိုတဲ့ဒီသဘာဝတရားတွေအလောဘအရောဒအမောဟဆိုတဲ့သဘာဝတရားတွေရှိနေသေးတယ်ဗျဆိုင်ရဆိုင်ရအကြောင်းတရားတွေဟာဆိုင်ရဆိုင်ရအကျိုးတရားတွေဟာ ဆက်လက်ပြီးတော့ရှင်သန်နေမှာပဲလို့ထားပြောတာเนาะကဲ apply လုပ်ကြည့်အောင်လောဘဖြစ်တယ်ဆိုပါစို့လောဘဖြစ်တယ်ပစ္စည်းလေးတစ်ခုကိုလိုချင်တဲ့လောဘစိတ်လေးဖြစ်လာအဲ့ဒီလောဘဆိုတဲ့သဘောလေးပေါ်လာကြတဲ့ကသူဘာတွေတွေးနေလဲစဉ်းစားကြည့်လိုချင်တဲ့စိတ်နဲ့ပဲတွေးမနေဘူးလားအဲ့ဒီလိုချင်တဲ့အတွေးတွေဆိုတာလောဘနဲ့ရှင်းနေတဲ့စိတ်တွေဖြစ်နေတာပဲလေ လိုချင်တဲ့အတွေးတွေသူပြောရှိနေတယ်ဟုတ်ကဲ့လားလောဘလေးရှိနေသမျှလိုချင်တဲ့အတွေးတွေတွေးနေလိုက်မယ်ပြီးတော့စကားပြောလိုက်တာနဲ့တပြိုင်တည်းသူလိုချင်ကြောင်းမှပြောလိုက်သူပါဇက်ကပြောတယ်အဲ့ဒါပြောလိုက်တဲ့အတန်ဒီစိတ်ဓာတ်ဘုံ mind ဘုံမတားပဲပြောလိုက်တဲ့အတန်လေးကဘာကြောင့်ထွက်လာတော့ဆိုရင်ဟောဒီလိုချင်တဲ့စိတ်ကနေထုတ်လုပ်လိုက်တာအဲ့ဒီအတန်လေးအဲ့ဒီအတန်လေးလည်းပဲသူက ဆက်လက်ပြီးတော့ရှိနေမှာသူလိုချင်တဲ့စိတ်မကုံသေးသမျှလိုချင်ကြောင်းသူပြောလိုက်မယ်ကြုံတိုင်းအဲ့ဒါကယုတ်တရားကို ထိမ့်သိမ့်ဖြစ်နေပုံကဲသူလှုပ်လှုပ်ရှားတာသွာလာတာတွေဟာရောဒီလိုချင်မှုနဲ့ပတ်သက်တာမဖြစ်ပေဘူးလားဖြစ်တယ်ဟောလောဘလေးရှိနေသမျှလောဘနဲ့ပတ်သက်တဲ့အတွေးလေးတွေသူရှိနေမယ်ဒါစိတ်ပိုင်းဆိုင်ရာ လောဘနဲ့အတွေးရှိသလိုလောဘနဲ့ပတ်သက်တဲ့အပြောလေးတွေပြောနေလိမ့်မယ်လောဘကိုအခြေပြုပြီးတော့ ွာလာလုတ်ကင်လှုပ်ရှားနေလိမ့်မယ်တဲ့ဟောဒါယုတ်တရားတွေဖြစ်နေဘူးပြောဆိုနေတာရဲ့သွာလာလုတ်ကင်နေတာယုတ်တရားတွေဖြစ်နေတာဟုတ်ကဲ့လားကဲလိုချင်တဲ့စိတ်ခုံသွားပြီလောဘမရှိတော့ဘူးဆိုကြရဲသူအဲ့ဒီအတွေ့လည်းမတွေ့တော့ဘူးအဲ့ဒီအပြောလည်းမပြောတော့ဘူးအဲ့ဒီအလုပ်လည်းမလုပ်တော့ဒီလိုဆိုလို့လေနော်ကဲထို့တူပဲဒေါသဆိုရင်ဘယ်လောက်ထင်ရှားလူတွေမှာ စိတ်ဆိုးနေတဲ့အချိန်ကြည့်စိတ်ဆိုးနေလို့ရှင်ကြည့်တွေးနေဘာတွေတွေးမချေနှတ်တာတွေပဲတွေးနေဒေါသဖြစ်เสียရတွေးနေအဲ့ဒါဘသူကနေပြီးတော့ဒီအတွေးကိုဆက်လက်ရှင်းတန်းစေတာတော့ဆိုရင်ဒေါသဆိုတဲ့ဟိတ်တရားကနေပြီးတော့ဟိတုတ္တိနဲ့ဂျေစုပြုတ်နေလို့ဖြစ်တာဟိတုတ္တိနဲ့သူကဆပ်ဖို့လို့ဘယ်လိုဆပ်ဖို့လုပ်တာတော့ဆိုရင်ကြည့်အမြင့်ကနေပြီးတော့မျက်စိရည်စီကိုစုပ်ပြီးတော့တင်ပေးနေသည့်အတွက်ကြောင့်ဒီသိပ္ပဉ္စီက အသီးတွေအရွက်တွေအပွက်တွေရှင်သန်နေတာလေအဲ့ဒါလိုပဲဟောဒီလောဘဟာဒေါသဟာအမြစ်ပဲအဲ့ဒီအမြစ်ရှိနေသေးတယ်များသူကမကျေနပ်တဲ့အတွေ့တွေတွေးနေမယ်အဲ့ဒါမကျေနပ်တဲ့စိတ်တွေပေါ်တာဒါတန်တံပြုတ်တကနိစ္စဓမ္မဟေတုတန်ပြုတ်တကနိစ္စဓမ္မနာမယ်အဲ့ဒီမကျေနပ်တဲ့အတွေ့ပြောယူနေမှာကဘူးသူတယောက်တည်းဆိုရင်တက်တက်ခေါက်ခေါက်ဖြစ်နေပဲဟောအဲ့ဒီတက်ခေါက်ဆိုတဲ့အတန်ဟာဒါ စိတ်တစားရုပ်ပဲเนาะအဲ့ဒီအတန်ကိုဘယ်သူကထုတ်လုပ်တာတော့မကျေနပ်တဲ့ဒေါသကနေပြီးတော့ဒီစိတ်တွေကထုတ်လုပ်လိုက်တာဟုတ်ကဲ့လားဩမကျေနပ်တဲ့အတွေ့လဲတွေ့မယ်မကျေနပ်တဲ့အပြောတွေလဲပြောလိုက်မယ်အတန်ပလန်တွေလဲပေးလိုက်မယ်ဟောနောက်ဆုံးကြတော့ तू မကျေနပ်တဲ့အလုပ်ဒေါသရှိနေပြီဆိုရင် तू ကလေခြေတော့ပြင်မဲ့ဆောင်းအောင်နင်းသွားတာပဲ တကားပဲပဲဆောင်းပိတ်ခြင်းပိတ်တာပစ္စည်းပဲပဲတာမန်ချတာမဟုတ်ဘူးလွတ်ချလိုက်တာဟုတ်ကဲ့ဒေါသဖြစ်လာကြတဲ့အမူအရာတစ်ခုကချမ်းသာနေစိတ်ပြေသွားရင်တော့အဲ့ဒါလို့မဟုတ်တော့ဘူးစိတ်ပြေသွားတာနဲ့တပြိုင်နက်ခြေနဲ့တဲ့အတွေးတွေတွေးနိုင်ငံခြားလူတွေတခါတလေအတော်ရည်စရာကောင်းတယ်နော်စိတ်ဆိုးနေတဲ့အချိန်မှာဆိုလို့ရှိရင်အိုးတယောက်နဲ့တယောက်ရိုက်ကြတော့မလို့နှက်ကြတော့မလို့ စိတ်လေးလည်းပြေသွားရောဆွီတီးတဲ့ဟန်နီးတဲ့ဖြစ်ကုန်အဲ့လိုတွေဖြစ်သွားအရင်တော့ကတော့ဆွီတီးတို့ဟန်နီးတို့မဖြစ်ဘူး bloody hair လို့တဲ့အဲ့လိုတွေဆဲမလားရိုက်မလားနှက်မလားဟောဒေါသလေးလည်းခြေသွားရော I'm so sorry လို့လာနော် I apologize မင်း so sorry ဖြစ်ကုန်냐ကြည့်ဒေါသရှိနေရင်ခုနက apologize မလုပ်သေးဘူးလို့ ကြည်လို့ဖြစ်တာအဲ့ဒါကိုမြတ်စွာဘုရားဟေတုတတ္တိလို့ပြောတာဟေတုတတ္တိလို့ပြောတာဟေတုပစ္စည်းဆိုတာဒါပြောတာကဲအဲ့ဒါဆိုရင်အန္တရာယ်ကင်းဖို့ရပါလားဒီထဲမှာအန္တရာယ်ကင်းတယ်ဆိုတော့ခုနတနည်းပဲဖြစ်နိုင်တယ်ဟုတ်ကဲ့လားအဲ့တော့အရေးကြီးတာကတော့ကိုယ့်အကူဟာငါမကျင်တတ်တဲ့အတွေးတွေဘာလို့တွေးနေတာဩော်ဒီဒေါသကြောင့်ပဲငါဒီဒေါသဖယ်မဖြစ်မယ်ဆိုတော့အတွေးတွေးရမှာ ငါဘာလို့မကျေတတ်တဲ့အတွေးတွေတွေးနေငါဘာလို့တယောက်တည်းတက်ခေါက်နေလဲတက်ခေါက်နေလဲငါဘာလို့ကြမ်းကြမ်းထမ်းထမ်းနေလှုပ်နေလဲဆိုလို့ချင်းအော်ငါတဲမှာဒေါသရှိနေတာဒီဒေါသလေးကိုဖြောက်လိုက်တာနဲ့တကယ်နဲ့ခုနဟာဒီမလာတော့ကုံတော့သွားပြောလဲယဉ်ကျေးသွားပြီသွားလာတာလဲညင်သာသွားပြီဒေါသမရှိလို့ရှင်ခုန45လောက်တာမရှိတော့ဟုတ်ကဲ့အဲ့ဒီသဘောကိုပြောတာဒါဟေတုပစ္စည်းပဲ အဲ့တော့အစာဝင်လာတာလေလောဘငြိမ့်သွားတဲ့အခါဒေါသလေးငြိမ့်သွားတယ်ဆိုတော့သူကသူအလိုလျောက်ငြိမ့်တာမဟုတ်ဘူး။ဘာဝင်လာတာငြိမ့်တာတုံးစင်အာရောသကနေငြိမ့်ပေးလိုက်တာ။တဲဥပေါ်မှာသူသူနားလဲသွားပြီးတော့ဟောအကျိုးလိုလာတဲ့စိတ်ကလေးဝင်လာတယ်။ငါလုံးမိတာမှားတယ်အဲ့ကြတော့ဖြစ်သွား။ငါပြောမိတာတွေလွန်သွားပလား။ဟောစဉ်းစားလား။ဟုတ်ကဲ့။အာရောသလေးဝင်လာရင်အဲ့လိုစဉ်းစားတာ။ ဒေါသဝင်နေတော့တော့အိုးနဲတော်နေသေးတယ်ပြောမယ်သူဆဲမယ်အာယပါယပြောမယ်အဲ့ဒီဒေါသလေးလည်းပျောက်သွားပြီတော့အာဒေါသသဘောလေးမေတ္တာသဘောလေးလည်းဝင်လာလိုက်ရောခုနဖြစ်သွားပြန်ရောဟောဒေါသပျောက်သွားတော့ဘသူရောက်လာအာဒေါသပျောက်ရောက်လာပြန်တာပဲနော်လောဘပျောက်သွားပြန်လို့ရှင်လည်းခုနအာလောဘရောက်လာပြန်အာလောဘရောက်လာတဲ့အခါကျဘာဖြစ်တော့လှူလှူရမယ်တန်းရမယ် ဘသူကူညီပေးရမလဲဆိုတဲ့အတွေးတွေတွေးလာတယ်ကိုပစ္စည်းကိုဆုံးလို့ချင်တယ်ကျွေးချင်တယ်မွေးချင်တယ်ဆိုရင်ဟောလို့အတွေးတွေတွေးလာတယ်သူကဒီအတွေးမျိုးတွေတွေးလာတယ်ပြောလာတယ်ဆိုးလာတယ်လောက်ကင်လာတယ်ဟောအလောဘဝင်လာလို့ရှင်တယ်လောဘဝင်လာရင်အဲ့ဒီအတွေးတွေကုန်ပြောက်ကုန်ညာရောထို့တူပဲမောဟမောဟဝင်လာရင်ဘယ်လိုဖြစ်မောဟဝင်လာလို့ရှင်တန်တရားတွေဖြစ်လာ ဟိုပဋ္ဌာန်းဆိုဘုရားဟောတာဟုတ်ကဲ့လားဘသူပြောနိုင်ပါလားလွန်ခဲ့တဲ့နှစ်ပေါင်း2000ကပဋ္ဌာန်းဟောတာရောဟုတ်လားဒါရွတ်နေလို့ရောကုသိုလ်ရတာဟုတ်ကဲ့လားဟောအတွေးတွေဝင်လာပြီတန်တရားတွေဖြစ်လာဓမ္မောဟဝင်လာစိတ်တွေကမတည်ငြိမ်ဘူးလွင်ပါလာတယ်ဟောမောဟမှုစိတ်တွေဖြစ်လာဟောမောဟရှိနေရင်အဲ့ဒီအတွေးတွေဝင်နေမှာပဲဒါကမောဟကနေပြီးတော့ကြည့်သူကနေပြီးတော့ထုတ်လုံနေတာเนาะ ောဟကထုတ်လုံနေသည့်အတွက်ကြောင့်တန်တရားတွေဝင်လာတယ်။ဟိုမငြိမ့်သက်တဲ့အတွေ့တွေတွေးလာတယ်။မယုံကြည်တဲ့အတွေ့တွေဝင်လာတယ်။ဟောမောဟကနေပြီ။အဲ့ဒါလို့မဟုတ်ဘဲနဲ့သေးသေးချာချာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားတတ်လာလို့ဉာဏ်ရလာပြီဆိုကြတဲ့ခုနဟောတန်တရားဆိုတဲ့အတွေ့တွေမလာတော့ဘူးကုန်။တန်တရားဆိုတဲ့အတွေ့တွေမလာတော့ဘူးစိတ်ပြန့်လွဲ့နေတာမရှိတော့ဘူးအမောဟဆိုတဲ့အညာရလာတဲ့အခါကျတော့ဒါတွေပျောက်သွားဗျာ အဲ့ဒါကိုပြောလို့တာဟိတုပစ္စည်းဆိုတာဒီအိဗယ်ကိုဆွလို့ပါတယ်။လောဘတွေဒေါသတွေမောဟတွေဆိုတဲ့ဒီအကြောင်းတရားတွေဟိတ်တရားတွေမိမိတို့တဏ္ဍာမှာရှိနေသေးတယ်များအတွေးတွေလည်းဆက်ပြီးတော့ဖြစ်နေမယ်ပြောမှုဆိုမှုတွေလောက်ကైမှုတွေလည်းဆက်ပြီးတော့ဖြစ်နေမယ်ဒါကိုဘယ်သူကနေပြီးတော့ဖြစ်ပေါ်စေတာတော့ဆိုရင်လောဘဒေါသမောဟဆိုတဲ့ဒီဟိတ်တရားတွေကနေပြီးဒီဆံရအကျိုးတရားတွေကို ရှင်သန်နေအောင်ဆက်လက်ဖြစ်နေအောင်လုပ်ပေးထားတာလို့ဒါကိုဟိတုတ္တတိလို့ခေါ်ပါတယ်အဲ့ဒါကိုမြတ်စွာဘုရားကဟောတာနော်ဟေတုဟေတုတံပြုရကနာဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟေတုပိစေနပိစယောဟေတုလောဘဒေါသမောဟလောဘဒေါသအမောဟလို့ဆိုရဲဟိတ်၆ပါးတရားတို့သည် ခေတုတံပြုတကနန္ထူဟိ6ပါးနှင့်ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတသိက်တရားတို့အား၎င်းတန်သမုဋ္ဌာဏံထူဟိနှင့်ဟိနှင့်ရှင်တဲ့စိတ်တရားတို့ရဲ့စိတ်တရားတို့အကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ရူပနှင့်စာယုတ်တရားတို့အား၎င်းဟေတုပစ္စေနာဟေတုတတ္တိဖြင့်ပစ္စယောဥပကာရကောကျေစုပြုတတ်သည်ဟောတိစင်စစ်မသွေဖြစ်ပါ వే တော့ဤဤတိဤသောဘဂဝါရွှေဖုံးသောသခင်ရှင်တော်မြတ်ဖရာသည် အဝါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်း